ရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel လေးကနေကြိုဆိုလိုက်ပါရနော်။ဒီနေ့မှလည်းဘလို့ဇလန်းလေးကိုတင်ဆက်ပေးမယ်ဆိုတာပရိသတ်များကနားဆင်အားပေးကြပါအောင်ရှင်။ဇလန်းလေးမစတဲ့ခင်မှာကျမတို့ရဲ့ channel လေးကိုလည်း like subscribe လုပ်ပေးဖို့မမေ့ကြပါနဲ့နော်။ကဲဒါဆိုရင်ဇလန်းလေးကိုစလိုက်တော့မယ်နော်။ထုံးမြိုင်ဟာဒိုင်နာကားမောင်းနဲ့ driver တူဖြစ်ပါတယ်။တနေ့အခါမှာတော့သူဟာကြွေပြားကြောက်ပြားတစ်ချက်ကို တာကေတာရှင်နေတို့ကားနဲ့တည်ယူလာပါတယ်။ကြောက်ပြားမှာအရှိသုံးမီအလျားနှစ်ပေခန့်ရှိပြီးအပေါ်မှာတော့အရှောင်းတောက်ပါတဲ့ကျွေပြအကောင်းစားကိုအကွက်ဖော်ပြီးစီထားပါတယ်။အဲ့ဒီကြောက်ပြားကို သူ့မိန်းမမက်ခင်ရွှေမြင်းတော့ဘာလုပ်ဖို့လဲလို့မေးလိုက်ပါတယ်။အဝိရှော်ကြောက်ပြားလုပ်ဖို့လေဟာ မကောင်းလား။ကောင်းပါတယ်အဖိုးတန်ကြီးပဲရှင့်ဘသူ ပေးလိုက်တာလေ။ ကန်ထရိုက်တယောက်အဆောက်အုံဖြတ်လို့တောင်းယူလာတာအဲ့ဒါနဲ့အဲ့ဒီကြွေပြားစီကြောက်ပြားကိုရှေချိုးရဲ့ရေးစီနာမှာနေရာချလိုက်ပြီးရှေချိုးအဝတ်လျှော်ခြင်းကိစ္စကိုစတင်ပြုလုပ်ခဲ့ကြပါတယ်ထူးဆန်းတာကညတကောင်ရံတို့ရောက်တဲ့အခါမခင်ရှေတို့အိမ်မှာမွေးထားတဲ့ခွေးနဲ့ကြီးအောင်နှက်ကမအော်ဆပ်ဘူးအတန်ရှိချင်းနဲ့ဥပါတယ်ဥသည်မဆွဆွဲငွေနဲ့မကြာခဏဥချင်းဖြစ်ပါတယ်သူ့ရဲ့ဥပုံကမကောင်းဆိုးဝါးများကို မြင်နဲ့ဥတဲ့အတမျိုးဖြစ်တာကြောင့်မက်ခင်ရွှေရောကိုထုံးမြိုင်မှာအဲ့ရမှာနိုးလာကြပါတယ်။မကြခင် သူတို့တမီလေးကြည်ပြမြိုင်လေးလမ်းရွင်နိုးလာပါတယ်။ထုံးမြိုင်ကဟဲ့ခွေးလို့အင်ခန်းတွေမှာလှမ်းဟောက်လိုက်ရင်အောင်နှက်ကခဏနေသွားခဲ့ပြီးခဏကြာရင်ပြန်ဦးပါတော့တယ်။အင်းဒီနာချင်းအင်းများကလည်းဟဲ့ခွေးလို့လှမ်းခေါ်ကြပါတယ်။သို့တော်ခွေးကခဏပဲရက်ပြီးဆက်ဦးပါတယ်။အဲ့ဒါနဲ့စိုးစိုးဆက်နိုင်လာတဲ့မက်ခင်ရွှေက အဲ့ရမှာထား၍လက်နှိပ်တမိချူပြီးခွေးရှိရာကိုမီးရောင်နဲ့ထိုးကြည့်လိုက်တဲ့အခါမှာတော့အောင်နဲ့ကြီးကသူ့လင်ထိုးမြိုင်နနက်ကယူလာတဲ့ကျွေပြားစီအဝိရှော်ကုန်းကြောက်ပြားပေါ်မှာငုတ်ထုတ်ထိုင်၍ခြံဝမျက်နှာမူပြီးအာရပါရဦးနေရာကိုတွေးလိုက်ရပါတယ်။အဲ့ဒီနောက်အိမ်ပေါ်မှာတွေးလိုက်ရတဲ့တနက်ခါတော့အဟောင်းနဲ့ကောက်ပေါက်လိုက်မှာအောင်နဲ့ကြီးကြောက်ပြားပေါ်မှာပြေးထွက်သွားပါတယ်။ထူးဆန်းသောတိုက်ဆောင်မှုများကဤသို့ဖြစ်မရသေးပါ။နောက်နေ့နေ့တော့ရောက်တဲ့အခါ ဖြစ်ရဆန်တစ်ခုကိုမိသားစုသုံးယောက်ကြုံရပြန်ပါတယ်။မနေ့ကကြောက်ပြားပေါ်မှာလျှော်လန့်ခဲ့တဲ့အင်ချီပစိုးများကိုဒီနေ့ဝတ်တဲ့အခါမှာတော့ဝေပြီးမကြမှာပဲအသားအချင်များရလာပါတယ်။တမီးလောက်သူကကြောင်းကပြန်လာတော့ဒီအင်ကြီးရတယ်ဆိုပြီးနောက်တစ်ထည့်လဲပြလိုက်ရပါတယ်။မက်ခင်ရွှေကလည်းအသားတွေရပြီးကောက်ရလုံးလို့အရှိပြားပေါ်မှာလက်ရပင်ထင်နေပါတယ်။သူမလင်ထုံးမြိုင်ကာတဲ့ရင်ပြန်ရောက်လာပါတယ်။ဒီနေ့တနေ့လုံးရှားလိုက်တာခင်ရွှေရ ကားမောင်းရတဲ့ချက် ကုတ်နေရတာချိန်များနေရယ်ဘသူကများကားကောင်းနေကိုဂွေးလျာတိမုံများဖြူသွားလဲမသိဘူးဟိုးဟင်ရှင်လဲအသားတွေရှားတယ်အေးဟာဒီအင်ဂျီရေရင်းနဲ့ပြုတ်လျှော့လိုက်ဖျားရီမခင်ရွှေက တိုက်ဆိုင်မှုကြောင့်အံ့ဩပြီးဖျားတက်လိုက်ပါတယ်ဘာလဲဟာနင်းရလေကျမလဲတနေ့လုံးရှားလို့လို့ကုတ်လိုက်ရတာဒီမှာကြည့်တော့ မခင်ရွှေကလက်မောင်းပေါ်မှာကုတ်ရများကိုပြလိုက်ပါတယ်။တမီးလည်းကြောင်းမအသားတွေရတဲ့အမေရဲ့ဘာတွေများဖြစ်နေရလဲတော့ထုံးမြန်ရဘာမှမပြောဘဲထာယာမှာထား၍ရေးစီရှိရသူသွားပြီးရေမြောက်တပုံးခတ်ချိုဆက်ပြတိုင်းလောက်က အပူဝင်မရှိသလိုရေးမရှိသလိုတချင်းမြင်အော်၍စုံနေလိုက်ပါသေးတယ်။တတရမြဖြစ်စဉ်ကပိုဝေးတုံးလို့ဆရာကောင်းပါတယ်။တညာမခင်ရွှေအိမ်မက်ဆက်တစ်ခုမက်ခဲ့ပါတယ်။ အိမ်မက်ထဲမှာ အသက်60ငယ်ရှိတဲ့အဖွားအုပ်တူသွားလေခွက်ခော်အသားလေမဲမဲလူဝပိန်ချောက်ချောက်ခါကန်ကန်စပင်ရှည်ကြီးကိုဖားလျာချလို့အိမ်နဲ့ဝင်လာပါရင်ဘာကိစ္စရှိလို့လဲအမေမခင်ရွှေက တခါမှမမြင်ဘူး၍လှမ်းမေးလိုက်ပါရင်ညီကိုပြောစရာရှိလို့ဘာများပါလဲအမေရဲ့ပြောပါပြောပါငါပစ္စည်းကိုပြန်ဖို့ပေးပါဤရှင် အမေပစ္စည်းကျမတို့ကအမေရဲ့ဘဲပစ္စည်းကိုမြယူထားမိလို့လေအမေရဲ့အမေကိုလည်းကျမမသိဘူးလေ။အော်ညီတော်ကယူတော့ယူသွားပြီးအခုမှမေးချင်အောင်မသိချင်အောင်စောင့်နေကြတာကိုဒါဆိုလေရပါတယ်အေး။အဖွားကဒေါဘွားသွားဟန်မျက်နှာထားနဲ့ခြာကနေလက်ထွက်သွားပြီးခြံဝါးကြောင်မှလဲ၍မျက်စောက်တစ်ချက်ထိုးကြည့်လိုက်ရအဖွားကမျက်နှာပေါ်မှာ ကြောက်စရာအတွင်ကိုမြင်လိုက်ရပြီးမက်ခင်ရွှေလန်းအောင်၍အဲ့ရမှာနိုးလာခဲ့ပါတယ်။လင်းလုတ်သူကဘာဖြစ်တာလဲလို့ဟောက်ရင်မေးလိုက်တာကြောင့်မက်ခင်ရွှေကအသာကိုချိန်တက်ပြီးဒီအိမ်မက်အကြောင်းမိုးလင်းမှာလင်းလုတ်သူကိုပြောပြတော့မယ်လို့ဆုံးဖြတ်ခါ။တမင်းလုတ်သူကဖတ်ပြီးဖះစာများစိတ်မချွေပြီးအိပ်ပြစ်လိုက်ပါတယ်။မိုးလင်းတော့လင်းလုတ်သူက အစော်ကြီးထား၍ကောင်းနာအိမ်သို့ထွက်သွားခဲ့ပါတယ်။အဲ့ဒါနဲ့တမင်းကျောင်းသွားဖို့တမင်းချိုင်အတွက် လမ်းထိပ်ဆီလေးသို့ဆွဲချင်ဆွဲ၍ထွက်ခဲ့လိုက်ပါသည်အိမ်မှာဒုတိယတန်းကြောက်သူ သမီးလေးကို ထားနေကြအတိုင်းအိမ်ဆောင်ထားခဲ့လိုက်ပါသည်ဟင်းချက်ဆရာများကပြကရဝယ်ပြီးအိမ်ပြန်လာတော့သမီးကရေချိုးနေပါသည်အမေဘာလဲသမီးဆော့ဆော့တော့ဖွားဖွားချစ်တယောက်လာသွားတယ်ဘသူလဲသမီးအကြီးသိန်းလားအဖွားမက်စီလားမဟုတ်ဘူးအခုလာတဲ့ဖွားဖွားချစ်ကိုသမီးတစ်ခါမှမမြင်ဘူး ဘသူများပါလဲနာမည်ပြောမသွားဘူးလားဘလို့ပုံစံလဲနာမည်လည်းမပြောအသက်ကြီးကြီးခါခါခိုင်းအသားမမဲသွားခေါခေါနဲ့ဟင်အသက်ကြီးကြီးခါခါခိုင်းအသားမမဲသွားခေါခေါနဲ့ဖျားဖျား သူသူကဘာပြောသွားလဲသမီးမြန်မြန်ပြောစမ်းမခင်ရွှေထရူချာဖြစ်နေမိမှရှင်းမိလာ၍သမီးလုတ်သူကိုအလင်းစလုံးမေးလိုက်မိပါတယ် အဲ့ဒီဘဝကြီးကပြောသွားတယ်။အေးပါမြန်မြန်လို့ရုံပြောဆက်မှသမီးရယ်။ဘဝကြီးကကောင်းမလေးနင့်အဖေလိုက်ပြောလိုက်တဲ့နင့်အဖေရှိသွားတဲ့ငါပစ္စည်းကိုအမြန်ပြန်လာပို့ပါတဲ့ပြောပြီးတော့ချက်ချင်းထွက်သွားတာပဲ။အလိုလေးမြတ်စွာဘုရားမခင်ရွှေသမီးစကားဆုံးတဲ့အခါကြောထဲမှာစက်သိမ်းများဖျံခနဲဖျက်ခနဲထထသွားပြီးခေါင်းနှပတ်များကြီးသွားခဲ့ပါတယ်။အဲ့ဒီနောက်သမီးတို့အိမ်ပေါ်အမြန်တက်လို့ပြောပြီး အဝင်းနဲ့ရှေ့တုပ်ပေးလိုက်ရင်သမီးနဲ့အဲ့ဒီအဖွာချင်းနဲ့စကားပြောနေအောင်ဘသူမြင်သေးလဲသမီးဘသူမှမမြင်ဘူးအမေအဲ့ဒီဖဖချင်းကခြံဝါးနေပြောပြီးချက်ချင်းထွက်သွားတာမခင်ရွှေက သမီးလှုပ်သူကလေးကိုအဝင်းနဲ့ပတ်၍တင်းချက်စွာပွေးဖတ်ထလိုက်ပါတယ်သူမရဲ့မျက်လုံးထဲမှာညအိမ်မက်ထဲရောက်လာတဲ့အဖွာအုပ်ကြီးကိုပြန်လည်မြင်အောင်နေပြီးပါတယ်ညအိမ်မက်ထဲမှာငါပြည့်စီပြန်ဖို့ပေးပါလို့ လာပြောတဲ့အဖွားအုပ်ကြီးရဲ့ရှုပ်ထွေတဲ့ရန်နဲ့သမီးကိုယ်တိုင်ကြုံတွေ့ကြသည်ခင်ရတဲ့အဖွားအုပ်ကြီးရဲ့အတွင်တဲ့ရန်ကထပ်သူနေပါ ရှိနေပါကလားထူဆန်းလိုက်ပါပြီပြစ္စမမြဖြစ်စဉ်ကိုကြုံလိုက်ရတဲ့အခါမှာတော့မက်ခင်ရွှေလက်ပြလွင့်မတက်ဖြစ်သွားခဲ့ရပါတယ်သမီးကြောင်းသွားပြီးနောက်သူမကကလေးဝစ်စားနဲ့လင်းလို့သူရဲ့ပစိုးအင်ကြီးများကိုကျွေပြားစီအဝိ့ချော်ကြောက်ပြားပေါ်မှာရှော်နေစဉ်ဖြစ်ပါတယ်ကြောက်ပြားပေါ်မှာညတိုင်း တက်တက်ဦးတွေအောင်နဲ့ချရဲ့ခြေရများခြေမုတ်များနဲ့စွန့်ထစ်ညစ်ပင်တွေကြောက်ပြားပေါ်သို့ရှည်လောင်းတက်စဉ်ပို့တက်လိုက်ပါတယ်။ခွေးခြေရောက်အစွန်အညစ်များပျောက်သွားတော့ကျွေပြအဝိ့လျှော်ခုံမှမှာကြည်လင်တော့ရေပြင်တင်ချရိုက်ခဲ့ပါတယ်။ရေကမှန်သားကဲ့သို့ရှိနေပါတယ်။အဲ့ဒီမှာတင်ကြောက်ပြားပေါ်ရှိမှန်သားရေပြင်ထဲမှာမမျော်လင့်မဲမျက်နှာကြီးတစ်ခုတဖြည်းပေါ်လာခဲ့ပါတယ်။မက်ခင်ရွှေက ဟုတ်မဟုတ်ပါမလားလို့ဂယုစား၍ကြည့်နေစင်မှာ ွေပြားစီကြောက်ခုံမှန်သားရှည်ပြင်းမှထင်ရှားတဲ့လူမျက်နှာတစ်ခုကို သူမပြင်းပြင်းထင်ရှားစွာမြင်လိုက်ရပါတယ်။အဲ့ဒီမျက်နှာကိုထိထိချာချာမြင်လိုက်ရတဲ့အခါမှာတော့လက်ထဲမှာရေကွက်လွတ်ကျသွားပြီးအလန့်တကြားအော်ဟစ်ပြစ်လိုက်ပါတယ်။အောင်မလေးလာလာကြပါဦးလာကြပါဦးအာသူမရဲ့အလန့်တကြားအော်လိုက်တဲ့ကြောင့်အိမ်ဒီချင်းများပြင်းဝင်လာကြပါတယ်။အချို့ကမွေလာလို့မေးကြပါတယ်။အချို့က မီးလန့်နဲ့မှတ်၍ရေပုံးများနဲ့ပြေးဝင်လာကြပါတယ်။သူတို့ပြေးဝင်လာတဲ့အချိန်မှာမက်ခင်ရွှေလဲကြပြီးသတိလင်းချစ်သလိုဖြစ်နေပြီးအိမ်ကြီးနားချင်းများကဝိုင်းထူပေးလို့၍မေးကြမြန်းကြပါတယ်။မြန်းမျက်နှာချင်းကြောက်ကြောက်ရချင်းဟဲ့မက်ခင်ရွှေသတိထားသတိထားလေဘာဖြစ်နေရလဲမျက်နှာချင်းကြောက်ပြကြောက်ပြတော့မအမလီမက်ခင်ရွှေကြောက်လန့်လွန်၍ နေရလူကိုတအားဖက်ပြီးအသားများတုံနေပါရင်မကြခင် သူမအိနီနာချင်းများကိုမြင်ရပြီးအသည့်စိတ်များပြန်မလာခဲ့ပါရင်ဖြစ်စဉ်ကိုဝိုင်းမေးချပြီးမက်ခင်ရွှေကအဝိရှော်ကုန်းကြောက်ပြားရည်ဖြစ်ပေါ်မှာပေါ်လာတဲ့အသားမမေသွားခေါခေါစပင်ဖားလျာနဲ့သူမမျက်စောက်တို့ချင်းနေမိမကြီးကြောင့်ပြောလိုက်ရအိနီနာချင်းများကသူမပြောတဲ့အဝိရှော်ကြောက်ပြားရှိရာကို ဝိုင်းအောင်၍ကြည့်လိုက်ကြပါရင် ကျွေပြားစီအဝိရှောကြောက်ပြားပေါ်မှာတပေပက်လီခန်တင့်ချန်နေရေပြမလွှဲ၍ဘာဆိုပါမှမတွေ့ရကြ။ဘာမှမရှိပါဘူးခင်ရွှေရဲ့လို့ပြောတဲ့အတိုင်းမက်ခင်ရွှေကသူ့ကိုယ်တိုင်မြင်ရတာပါလို့ဆိုပြောခဲ့ပါတယ်။အဲဒီနောက်အင်းနီနာချင်းမြကချော့မော့ဖြောင်းပြပြီးအိမ်ပေါ်သို့ပြန်မှုပေးကဝိုင်းဆောက်ပေးခဲ့ရပါတယ်။အဲဒီအချိန်လင်းလောက်သူပြန်ရောက်တော့မက်ခင်ရွှေက သူ့မနဲ့တမိလောက်သူကို ကြုံရပုံများကိုပြောပြတဲ့အခါကိုထွန်းမြတ်ကမျက်နှာတစ်ချက်ပြက်သွားခဲ့တော့လေမဖြစ်နိုင်ပါဘူးနေနို့တယောက်ကအယူးလောက်တာနောက်နေရပါဟူ၍လကောင်အတွေးလွန်စိတ်ကူးလွန်လို့နေမှာဟူ၍လကောင်ပြောကောင်ထမင်းဝိုင်းသူဝင်လိုက်လီပါတယ်အဲ့ဒီညကတော့လူပေလူရွက်ကြီးဦးထွန်းမြတ်ကိုယ်တိုင်ဓာရှိဆွဲပြီးတိုက်ခွက်နေရတယ်ဘဝတို့ရောက်ချင်းမလားရောက်ခဲ့ရပါတယ်ထွန်းမြတ်ကထူဆန်ကြောက်စရာကောင်းတဲ့အိမ်မက်ဆက်တစ်ခုကိုမြင်မှတ်ခဲ့ရပါတယ် ဒီလိုအိမ်မက်မျိုးတခါမှသူမမှတ်ဘူးခဲ့ အိမ်မက်ထဲမှာ အသားမမဲခါကကိုင်းမျက်လုံးပြူပြူသွားခေါခေါနဲ့မိမကြီးတယောက်စပယ်ရှိကြီးဖားလျက်ချပြီးသူ့ကိုရင်ဆိုင်နေပါတယ်ဟဲ့ထုံးမြိုင်နေငါပြစီပြန်ပို့မလားမပို့ဘူးလားပြောအဖွားကြီးကအသက်ကြီးကြီးခါခိုင်းနေပြီမဲအသားကမတင်းနေပါတယ်သူ့ရဲ့မျက်နှာပေါ်မှာဒေါသရှိများကိုလည်းတွေ့နေရပါတယ် ကျုပ်ကခမားပစ္စည်းဘာယူလဲလေပြောပြောလေသူကလေအဖွားကိုဂယုမဆိုင်တယ်လို့ပြောပြီးနှင်ထုတ်လိုက်ပါလေနေယူသွားတဲ့ပစ္စည်းနေမသိဘူးလားမဆိုင်နာဗျာခမားပစ္စည်းဘာယူလဲလေပြောလေအော်ကိုယူတဲ့ပစ္စည်းကိုမသိဘူးကိုဟဲ့အကောင်ရဲ့နေယူသွားတာကြောက်ပြကြောက်ပြဟဲ့ဟောဟိုမှာအဝေးလျှောက်ခုံလောက်ထားတဲ့ကြောက်ပြဟာ နေယူသွားတဲ့ငါးပစ္စည်းပဲနေအခုပြန်ပို့ပေးမလားမပို့ဘူးလားပျော်မပို့ဘူးဗျာကဲဘာလုပ်မလဲလှုပ်ဆန်းထုံးမြိုင်ကပမာမခန့်ပြောပြီး အဖွားအုပ်ကြီးကိုစိန်ခေါ်လိုက်ပါတယ်အော်ဒီလိုလားနေကငါးပစ္စည်းလေမပြောမဆိုယူသွားပြီး လူဘွားဝါစကားပြောလို့တွေးကြရောဘောဟာအဖွားကြီးဟာမျက်တောင်ကြီးနဲ့ဒေါသတကြီးကျင်းသွားပြီး ်ဖြုံးဆိုအဝိရှောက်ကုန်းကြောက်ပြားကြီးကို ကောက်မလိုက်ပါရင်အောင်းစရာကောင်းတာကလူတယောက်မှမရတဲ့ကြောက်ပြားကြီးကပိန်ချကြခါကငိုင်းအဖောက်အကြီးရဲ့လက်ထဲမှာဆွေကနေပါလာပါရင်ထုံးမြိုင်အောင်း၍မြက်တာမကန်းကြည့်နေစင်းမှာပဲအဖောက်အကြီးကကြောက်ပြားကြီးကိုဆက်ကိုချက်ပြားကန်လာတဲ့အလားလက်နှစ်ဖက်နဲ့ကန်၍ပြေးလာရင်သူ့ကိုကြောက်ပြားနဲ့ဖိတိုက်ရန်လှုပ်ပါတော့တယ်လုံရင်ထွင်ရင်ထုံးမြိုင်လဲကျသွားပါရင်သူကထူးဆန်းလာတဲ့အဖောက်အုံနဲ့ရှင်၍ မလုံးနိုင်ခဲ့ပါအဲ့ဒီမှာသူ့ရဲ့ရှင်မက်ပေါ်သူလေးလံလာတဲ့ကြောက်ပြကြီးကပြေးကြလာပါတယ်သူကအသက်ရှူလေကြက်လာပါတယ်အင်အားရှိသမျှရုန်းကန်တော့လေကြောက်ပြကြီးကမကြွပဲပိုရပြေးလာခဲ့ပါတယ်သူ့အသက်အတွက်စိုးရိမ်လို့ဖြစ်တလုံးမြချွေသည့်ချွေပေါင်းမြရုန်းကန်သုံးဖက်ပြစ်လိုက်ပါတယ်ပါဇက်ကလည်းဇနီးတရဲ့နာမည်ကိုခေါ်၍အကူအညီတောင်းနေပါတယ်ကြောက်ပြပြနေတဲ့အလေးချိန်ချောင်းသူအသက်ရှူရေးမဝါတော့နောက်ဆုံး ူကဖះဖះလို့ပါစက်မအောင်ရင်အာခုံစောက်တွန်းလိုက်ရာရှင်ဘက်ပေါ်မှာကြောက်ပြရော့အဖွားကိုကြည့်ပါလွှင့်ပြလိုက်တယ်လို့လွှင့်စင်ပြီးခြံပြင်းတို့ရောက်သွားပါတယ်အဲ့ဒီနောက်သူကကြားလို့တစ်ချက်အော်၍မန်တွေ့ပြီးဝုန်းကနေကုန်းထားလိုက်တဲ့အချိန်အောင်မှအိမ်မက်မှနိုးလာခဲ့ပါတယ်တစ်ချိန်လုံးဆုညံ့နေပါတယ်သူမိမရဲ့အော်ဟစ်တန်သမီးလောက်သူရဲ့ငိုစက်များကို သူကြားနေရပါတယ်အိမ်မက်မှနိုးလာတဲ့အချိန်အိမ်မက်လို့သူမမြင်အမှန်တကယ်ဖြစ်နေရဲ့လို့ယူဆက အမောင်ထဲမှာပဲငှက်ကြီးတောင်ဓာတ်ကိုလမ်းဆက်နှုတ်ပြီးအင်ရှင်တကားကိုဖွင့်၍အိမ်ပေါ်မှာခုံဆင်းလိုက်ပါတယ်။မကြမီမင်းများလင်းလာပါတယ်။သူ့မိမရဲ့အလန်တကြားအော်တန်ကြောင့်အိမ်ကြီးနားချင်းများနှုတ်၍ဖြေးဝင်လာကြပါတယ်။လက်နှိတ်မီးရောင်များ သူ့ကိုပေါ်တော့ကြလာပါတယ်။ငှက်ကြီးတောင်ဓာတ်ရှိကိုကန်၍ဟိုကြီးတီကြီးလုံနေရဲ့သူ့ကိုမြင်တဲ့အခါအားလုံးစက်မဝင်ရဲ့ပဲအဝေးမှနေ၍ဓာတ်အောင်ချရန်ဝိုင်းပြောကြပါတယ်။သူ့ရဲ့မိမမက်ခေရွှေရလည်း အိမ်ပေါ်မှာပြေးစစ်လာပြီးသူ့ရဲ့ခြေဆုံးဖက်ကငိုယူတောင်းမှန်နေပါတယ်။အဲ့ဒီတော့မှသူ့အမှန်တကယ်အိမ်မက်မက်ပြီးထားရောင်နေမှအတိအကျသိလိုက်ပါတယ်။သူ့ရဲ့ကောင်းတဲ့သူအတိတရားများပြောင်းဝင်လာခဲ့ပြီးသူ့ချက်စီရုပ်အပြင်သို့လှမ်းကြည့်လိုက်ပါတယ်။အိမ်မက်ထဲမှာသူ့ကိုဒုက္ခလာပြီးရဲ့အဖွားအုပ်ကြီးမရှိ သူ့ရဲ့အိမ်နီးနားချင်းများရှိနေကြပါတယ်။သူ့သားကိုပြစ်ချလိုက်ပါတယ်။ရေစီဝင်းကြီးကိုလှမ်းကြည့်လိုက်တော့ကြောက်ပြကြီးကအဲ့ဒီအတိုင်းမင်းသို့တော့ ထူးခြားတဲ့ဖြစ်ရပ်တခုတော့ရှိနေပါသေးရဲ့အချာမဟုတ်အောင်နဲ့ကြီးဟာကြောက်ပြားပေါ်မှာငုတ်တုတ်ထိုင်၍ခြံပြုံလေးကြီးကဆဆွဲငငယ်ဥနေခြင်းပဲဖြစ်ပါလေမကြခင်အသည့်မိတ်ဆွေများကဥကြကြဖြစ်နေတဲ့သူကိုဝိုင်းထင်းချောက်ကအိမ်ပေါ်ရောက်တော့ဖြစ်စဉ်ဝိုင်းမေးကြပါလေသူ့ရဲ့မိမကလည်းဘာဖြစ်တာလဲလို့အမောတကောမေးပါလေသူကကိုယ့်အပြစ်နဲ့ကိုမအမှန်ဝင်ခံရခက်နေပါလေသို့တော့သူတို့မိသားစုအတွင်းမှာ ဒီကြောက်ပြားရောက်လာတဲ့အချိန်မှစပြီးထူဆန်အောင်ဖွဲ့ရများနေစဉ်လိုလိုကြုံရတာကို သူသိနေရပါတယ်။သိတော့လေမဖြစ်နိုင်ဆိုတဲ့ခံယူချက်ဖြင့်သူကဥပ္ပခါပြုတ်ခဲ့ပါတယ်။အခုအိမ်မက်ထဲမှာသူ့မိသားစုပြောတဲ့အဖွားကြီးကဒီကြောက်ပြားကိုလာတောင်းပြီးသူ့ကိုပါသူ့ရဲ့ဇနီးတဲ့ရဲ့မျက်နှာကြောက်ရွံ့ငိုကြွေးနေတဲ့သမီးငယ်ရဲ့မျက်နှာကိုစိတ်ထိခိုက်စွာလှမ်းကြည့်ပြီးတောင်းမှန်စကားဆိုက အများရှိမှသူ့ရဲ့ဇူတရဲ့လောက်ရအမအကြောင်းကို ဝန်ခံပြောကြားလိုက်ပါတယ်။ဖြစ်ပုံဟာဒီလိုမြို့အနီးရှိတုတ်တန်ကို မြို့ပြင်သို့ပြောင်းရွှေ့ပြီဆိုပြီးဖြိုဖျက်ထားတဲ့အုတ်ကူမှာအုတ်ကျိုးအုတ်ပက်များကိုမြို့ပြင်သို့သူတို့ကနဲ့တဲပို့ပေးရပါတယ်။အချို့သော အုတ်ကူပိုင်ရှင်မိသားစုများကအုတ်ကူဟာမှာအယုံများပြန်ယူပြီးတုတ်တန်အတက်မှာပြန်လဲခုတွင်အတက်လောက်ကြတာကြောင့်အယုံများအတဲပို့ပေးရလိမ့်ရှိပါတယ်။အဲ့ဒီမှာသူကဖြိုဖျက်ထားတဲ့အုတ်ကူကြီးတစ်ခုရှိမှကျွေပြားစီထားတဲ့ အခင်းပြအကောင့်ကြီးတစ်ခုကိုသွားတွေ့ပါတယ်။ကြောက်ပြရေချိုးခုံအဝိချောက်ခုံလောက်ရကြပါတယ်။အဲ့ဒါနဲ့အဲ့ဒီကြောက်ပြကိုကားပေါ်တင်ပြီးယူလာခဲလိုက်ပါတယ်။သူကဲ့သို့လူစားတွေဒီတောက်တန်ဟောင်းထဲမှာတွေ့နေရပါတယ်။အချို့ကခူးပြက်များမှာကောင်းသောအုတ်များကိုရွေးယူပြီးစုထားကြပါတယ်။အဲ့ဒီအုတ်များကို ပေါချာကောင်းကြိုက်သူများထံခက်တတီရောင်းစားဖို့လောက်ကြခြင်းပဲဖြစ်ပါတယ်။အချို့ကမသိပေဝမ်းမိကြပါတယ်။အချို့ကဟိုဒီဒီတောင်းရန် ဝဲကြပါတယ်ဒီပစ္စည်းသုံးကောင်းလားမသုံးကောင်းလားသူနားမလဲပရာဝဉ္ကြီးဆိုတာလေသူကတက်ရောက်ချင်တာမဟုတ်ဒီကြောက်ပြားကလည်းကိုမယူရင်အခြားယူမဲ့သူကရှိနေပါတယ်လူချင်းရဲ့စကားပင်ခေါ်နေကြလို့ပါတူတူဆိုရရင်တော့တောက်တန်တင်းချောင်းဟာခုပြက်ရှင်မအခင်းကြောက်ပြားချင်းသူတို့အိမ်မှာအဝိရှော့ကုန်ဖြစ်ရောက်လာခဲ့ပါတယ်သူ့ရဲ့မိမမခင်ရှိကိုတော့တရင်ဟောင်းဖြတ်၍ရေချိုကံမှခွာယူလာတဲ့ပစ္စည်းလို့ ညာပြောထားပါတယ်။ဟောအခုမမျော်လင်းနဲ့ထိတ်လန့်၆ချားဖွေရာအံအောင်စမ်းချိန်အဖြစ်ရများကိုနေ့စဉ်လိုလိုမိသားစု၃ယောက်ကြုံခဲ့ရပြီလေ။မိုင်းလိုက်ပါပြီမောင်ထုံးမြရာတုတ်တန်တင်းချိုင်ရပစ္စည်းဆိုတာအမင်္ဂလာပစ္စည်းကွာမတုံးရအောင်မရှူရအောင်ခိုက်တက်တယ်လေမောင်ထုံးမြရေအဲ့ဒီမှာအသက်ကြီးကြီးဘာကြီးဥစိန်ဆိုသူက ထုံးမြကြီးပြီးဆိုလိုက်ပါရင် သူများတွေအုပ်တွေယူနေရမြင်တော့သုံးလို့ကြတယ်မှတ်လို့ဘာကြည့်ရဒီရွယ်ရောက်နေပြီ အုပ်ဆောင်ဘဟုတုတတယ်ရှင်းမပေါ့ကွာဒါမတက်နဲ့အမင်္ဂလာပစ္စည်းလို့ခေါ်တယ်တေသူအတွက်မြုံနံအပိုင်ပေးထားတဲ့ပစ္စည်းကွယ်အဲ့ဒီပစ္စည်းမျိုးတို့အသက်ရှင်လျက်လူတွေအတော့မပြုတ်ကောင်းအဲ့ဒါကိုလမ်းခင်းပေးရင်ကိစ္စမရှိဘူးအခုမင်းဖြစ်တဲ့ဖြစ်ရက်ကကွယ်လွန်သူဝိညာဉ်ရလေအစွဲလန်းကြီးကြီးနဲ့ မကြွတ်မလွတ်နိုင်ပဲသူ့ဥစ္စာမကတ်နေလို့မရမကလာပြန်တောင်းနေအောင်မိုးလင်းရင်အဲ့ဒီပစ္စည်းကိုအမြန်ပြန်ပို့ပေးလိုက်ငါတူမပို့ရင်ဒီထက်စိုးနိုင်ွယ်ရှိတယ်ဒါကြောင့်ဟိုကောင်အောင်နဲ့ချင်းညာတိုင်းဥနေရကိုအဲ့ဒါနဲ့မိုးလင်းတဲ့အခါမှာတော့အဲ့ဒီကြွေပြားစီကြောက်ပြားကို ကားပေါ်တင်ပြီးတောက်တန်အစ်စ်ရှိရတော့သွားဖို့ပေးလိုက်ပါတယ်တောက်တန်ရောက်တာနဲ့အဲ့ဒီကြောက်ပြားကြီးကို လူကူနဲ့မချပြီး ပစံမလေးအမေကြီးဝင်းကြီးခမအမေကြီးရဲ့ပစ္စည်းကိုကျွန်တော်လာပြန်ပို့ပေးခဲ့ပါပြီ ကျွန်တော်တို့မားရင်လုံရင်လည်းခွင့်လို့ပါ နောင်လည်းမနှောက်ရှက်ပါနဲ့တော့ကျွန်တော်တို့ကောင်းမှုကုသိုလ်လုံရင်လည်းအမေကြီးကိုအမျှဝေပါမယ်တာတို့ခေါ်ပါအမေကြီးခမအဲ့ဒီလိုပြောဆိုပြီး ထားခဲ့လိုက်ပါလေအဲ့ဒီနောက်အိမ်တက်သွားအောင်မြေတက်သွားအောင်လူကြီးသူမများလမ်းညွှန်ချက်အရာ တန်ခါသုံးပါပင်၍စွန်းကပြိနာပြီးအိမ်ချံအနံ့ဆံမံတဲမံများချဲလိုက်ပါလေတိရောကုံမုံများခေါင်းချော်ရီချိုးလိုက်ပါလေရေဆက်ချခြင်းကလည်းအိမ်မက်ထဲမှာကြောက်ပြားပါရှင် အမေကြီးကိုရှီမှန်း၍အမြပေးဝေလိုက်ပါလေအဲ့ဒီအချိန်မှာစပြီးထိမ့်နဲ့ကြောက်မက်ဖွယ်ဖြစ်ရများလေလုံးဝမဖြစ်တော့ပါပြိသက်များရှင်အခုတင်ဆက်ပေးခဲ့တဲ့ဇလန်လေးကတော့ဒီမှာပဲပြီးဆုံးသွားခဲ့ပါပြီ နားဆင်အားပေးကြတဲ့ပရိသတ်များအားလုံးကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေရှင်။နောက်နေ့တွေမှာလည်းကျမတို့ channel မှာဘလူးဇလန်လေးကိုတင်ဆက်ပေးမယ်ဆိုတော့ပရိသတ်များကနားဆင်အားပေးကြပါအောင်ရှင်။ဇလန်လေးကိုနားဆင်ပြီဆိုတော့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့မမေ့ကြပါနဲ့နော်။ကျမတို့ channel လေးမှာတင်ဆက်ပေးနေတဲ့ဇလန်မြောက်နားဆင်ရင်ပရိသတ်များအားလုံးဘဝမောများပြည့်ပြောင်းနိုင်ကြပါစေလို့ကျမတို့ channel မှာဆုတောင်းမြတ်တာ 不打来也不留心。